ကွန်ပလိန်းနဲ့ပတ်သက်ပြီးတော့ဦးနဲ့တို့ဒီမှာတခြားမလို့အပ်တဲ့တောက်တွေတော့ဒါဦးနဲ့မပြတော့ဘူးပေါ့နော်ဒီတိုင်းလေးပေါ့ဒီတိုင်းလေးဒီ site ထဲကနေပြီးတော့ဦးနဲ့ကပြီးခဲ့တဲ့တပွဲကျော်လောက်ကပဲကွန်ပလိန်းနဲ့ပတ်သက်ပြီးတော့863ရဲ့464ရဲ့142ရဲ့656ရဲ့နော်အဲ့ဒီထဲကနေပြီးတော့ကနတ်နှစ်ကွက်ထွက်မယ်ဆိုပြီးတော့ဒီ line ကလေးကိုဒါမွေးကနန်းအဖြစ်နဲ့ဦးနိုင်တင်ပေးခဲ့တယ်နော်ဦးနိုင်ရဲ့အကောင့်ထဲမှာအဲ့မွေးကနန်းတွေကတော့အသေးသေးကြည့်လိုက် အဲ့ဒီထဲကနေပြီးတော့ဒါဥနဲ့ကပစားပြမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီစနစ်ထဲမှာခွန်ပရိတ်က၄ချိန်ထွက်ရမှာခွန်ပရိတ်၄ချိန်ထွက်ရမှာဆိုတော့ဒီပွဲမှာဒါဥနဲ့ကဥနဲ့ရဲ့အကြိုက်ဆုံးပါဩကနန်းဒီဘရိတ်ခွန်ကနန်းဖြစ်တယ်အဲ့ဒီဘရိတ်ခွန်ကနန်းကိုမှပထမတုန်းကတော့ဒီတစ်တုံညာ6ဆိုတဲ့ကနန်းကိုဩကနန်းထုတ်ဖို့ပဲသို့တော့တစ်တုံညာ6ထက်ကောင်းတဲ့ကနန်းတစ်ခုကဒါဥနဲ့တွေးရှိထားတဲ့အတွက် ဒါ136ကိုတော့ဒါအရန်ထဲမှာထည့်ပစ်လိုက်တယ်အရန်ဆိုပေမဲ့လို့ပါအော်ဂနန်နီနီကောင်းတယ်နော်အုပ်နေမိတ်ဆွေတွေဒါအုပ်နေနဲ့အတူတူဒါလေ့လာကြည့်အောင်ပေါ့နော်၃နောက်ပိတ်၅နောက်ပိတ်ဒီ၃လုံးကရှိပေါင်းကတိုင်မြေကွာဝေးအတူတူပဲ၃နောက်ပိတ်၅နောက်ပိတ်ဒီ၃လုံးကရှိပေါင်းက၃နောက်ပိတ်၅နောက်ပိတ်ဒီ၃လုံးကရှိပေါင်းကအုပ်နေကလာတော့တိုင်မြေကိုတည့်တာတည့်တော့ ဒီ၃နဲ့ဒီ၅နဲ့ဖြစ်ခဲ့လို့အဲ့ဒီ၅ပိတ်တဲ့နှစ်ထဲမှာ၃နဲ့၅နဲ့စောင်းနာရဲ့ဘေးမှာငါကိုခုံးဆိုတဲ့ကဏ္ဍတစ်ခွက်ကြရတယ်။ဒီ၃နဲ့ဒီ၅နဲ့ဖြစ်ခဲ့လို့အဲ့ဒီ၅ပိတ်တဲ့နှစ်ထဲမှာ၃နဲ့၅နဲ့ဒီလိုစောင်းနာရဲ့ဘေးမှာခုံကို၅ဆိုတဲ့ကဏ္ဍပတ်လေကြာခဲ့တယ်။၃ပိတ်တယ်၅ပိတ်တယ်၅ပိတ်တဲ့နှစ်ထဲမှာ၃နဲ့၅နဲ့စောင်းခဲ့လို့နော်သူ့ရဲ့ဘေးမှာငါကိုခုံးဆိုတဲ့ကဏ္ဍပတ်လေဒါကြာခဲ့တယ်။ ကြားခဲ့တော့ဒီစနစ်ခရနေပြီးတော့ဒါဥနံရဲ့ကစားခွက်တွေကိုနော်ဟုတ်လွန်ခဲ့တဲ့နှစ်ပွဲကျော်တော့ကပဲဣတိချာချာကိုရှင်းပြခဲ့ရှင်းပြခဲ့တာဘယ်လိုရှင်းပြခဲ့လဲဆိုတော့ဒီသုံးလုံးပေါင်းခြင်းကိုဒီသုံးလုံးပေါင်းခြင်းကိုဗတိတ်ကိုအဲ့ဒီကိုကလည်းဒီသုံးလုံးကိုကိုထဲလို့ဒီမှာကစားတယ်နော်ကိုပြီးတော့တခါဒီသုံးလုံးပေါင်းခြင်း၈ဒီသုံးလုံးပေါင်းခြင်း၈ဗတိတ်၈ဒီသုံးလုံးပေါင်း၈အဲ့၈က၈ထဲလို့ဒီမှာကစားတယ်ဟုတ်ပြီဒါဆိုရင်လည်းဒီမှာ ဒီသုံးလုံးပေါင်းချင်းခွန်ဒီသုံးလုံးပေါင်းချင်းခွန်ဗတိတ်ခွန်ဒီသုံးလုံးပေါင်းချင်းခွန်ခွန်ထိတ်လို့ဒီမှာကစားတယ်ဒါ9ရှစ်ခွန်ပြေးလမ်းပေါ့နော်အဲ့ဒီ9ရှစ်ခွန်နဲ့ပတ်သက်ပြီးတော့ဘာကြီးပြောခဲ့လဲဆိုတော့ဒီ3နဲ့5နဲ့ဖြစ်တာရဲ့နောက်တစ်နှစ်ဒီဘက်နှစ်မှာနော်53နောက်တွဲရဲ့အောက်ကဗတိတ်9ကနန်းဒီဒီမှာတကွက်ထွက်တယ်နော်9နဲ့3နဲ့ဖြစ်လို့ဒီဘက်နှစ်က53နောက်တွဲရဲ့အောက်ကဗရိတ်ရှိကနန်းဒီဒီမှာထွက်တယ်နော်အဲ့တော့ဒီ53နောက်တွဲဖြစ်လို့ဒီဘက်နှစ်က နောက်တော့ရအောင်ကဗရိတ်ခွန်ကနန်းရှစ်ချောက်တုံးဆိုတဲ့ကနန်းလည်းမွေးကနန်းဖြစ်နေထွက်မယ်လို့ဒါဦးနဲ့ပြောခဲ့တယ်။အဲ့ဒီလိုပဲအဲ့ဒီနှစ်ထဲမှာနောက်ထပ်တကားကိုးပရိတ်ဒီကိုးဖြစ်ချင်းကြီးကြောင့်နော်ကိုးပရိတ်ကနန်းဒီအဲ့ဒီနှစ်ထဲကနှစ်ခွက်ထွက်မှာနောက်တစ်ခွက်ဒီငါးထိပ်ဒီနှလုံးကိုးဒီနှလုံးခွန်သူ့ဘေးကကနန်းဒီအဲ့ဒီနှစ်ထဲမှာထွက်တယ်နောက်တစ်ခါအဲ့လိုပဲအဲ့ဒီနှစ်ထဲမှာငါးထိပ်ဒီနှလုံးကိုးဒီနှလုံးခွန်သူ့ဘေးကဗရိတ်ရှိကနန်းဒီအဲ့ဒီနှစ်ထဲမှာလည်းထွက်တယ် ဒါဆိုရင်သူ့ရဲ့အောက်ကကဏန်းကတော့တကွက်ရပြီဒါဆိုရင်ဒီမှာငါးထိပ်ဒီနှလုံးကိုဒီနှလုံးခွန်သူ့ရဲ့ဘေးကကဏန်း၄ကိုလေးဆိုတဲ့ကဏန်းလည်းထွက်မယ်ဆိုပြီးတော့ချစ်ချောက်တော့ရေလေကိုလေးရတာဟုတ်နေပြခဲ့တယ်ပြခဲ့တော့အဲ့ဒီနေ့တည်းမှာအကလေးလိန်ပြီးထွက်မယ်ဆိုလို့ရင်ဗရိတ်ခွန်ကဏန်းဒီလေးခွက်ရှိတယ်656ရဲ့1လေး2ရဲ့763ရဲ့လေးကိုလေးရအဲ့ဒါကြောင့်မို့ဗရိတ်ခွန်ကြိုက်တဲ့မိတ်ဆွေတွေကဒီလေးခွက်ကိုနှစ်ခွက်ထွက်မယ်ဆိုတော့ညာလေအနည်းဆုံးတစ်ခွက်လောက်ကတော့ထွက်နိုင်တဲ့ကြိုက်ရင်မွေးဆိုပြီးတော့ပြခဲ့တယ် ောမီဒါမွေးကနေပြခဲ့တဲ့ site ကိုပြန်ပြီးတော့ပြောပြအဲ့တော့ဒီပွဲမှာအခုဦးနေကဘာကစားနေတာလဲဆိုတော့ဒီ၃လုံးကိုဒီ၃လုံးကိုဗရိတ်ကိုဒီ၃လုံးကိုကိုထိတ်လို့ကစားလို့ကိုပြစ်ချင်းကစားခဲ့တဲ့အတွက်ဒီနေ့တည်းမှာကိုပြိတ်ဒီဒီမှာတစ်ကြိမ်နောက်တစ်ခါကိုပြိတ်ဒီဒီမှာနှစ်ကြိမ်၃ကြိမ်၄ကြိမ်တစ်နှစ်လုံးမှာမရှိတော့ကိုပြိတ်ဒီ၄ကြိမ်ကစားတယ်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာဖြစ်စဉ်ကိုတည်လိုက်တယ် ီသုံးလုံးပေါင်းရှစ်ဒီသုံးလုံးပေါင်းရှစ်ပဋိရှစ်ဒီသုံးလုံးရှစ်ရှစ်ထိတ်လို့ကစားလို့အဲ့ဒီနှစ်ထဲမှာရှစ်ပဋိသည်ဒီမှာတစ်ချိန်ဒီမှာတစ်ချိန်နှစ်ချိန်ဒီမှာတစ်ချိန်သုံးချိန်နော်သုံးချိန်ပြီးတော့အခုဒီမှာတစ်ချိန်လေးချိန်လုံးဝမရှိတော့ဘူးလေးချိန်ကစားတယ်ကောင်းပြီဒါဆိုရင်ဦးနဲ့တို့ဒီမှာဒီသုံးလုံးကခွန်ဒီသုံးလုံးကခွန်ပဋိကခွန်ဒီသုံးလုံးပေါင်းခြင်းကခွန်ခွန်ထိတ်လို့ကစားတယ်အဲ့လိုကစားရတော့ဦးနဲ့တို့ကဒီနှစ်ထဲမှာခွန်ပဋိသည်လေးချိန်ကစားမှာဒါတော့ဦးနဲ့ရဲ့မမအဖွဲ့ဝင်တွေကလွန်ခဲ့တဲ့နှစ်ပတ်ကျော်လောက်ကနေကဒါဦးနဲ့ရှင်းပြခဲ့တယ် နော်အဲ့ဒီခွန်ပရိတ်၄ချိန်ကစားမဲ့အချိန်မှာနှစ်ဆမှာဒီမှာခွန်ပရိတ်ဒီမှာ၄ချိန်ထွက်တယ်နောက်တစ်ခါခွန်ပရိတ်၂ချိန်ထွက်တယ်အဲ့ဒီအောက်မှာလုံးဝခွန်ပရိတ်ကြီးထွက်မလာသေးဘူးထွက်မလာသေးဘူးအဲ့တော့ဒီကနန်းကကနန်းက၃ပြင်ကျန်တယ်ပရိတ်ခွန်ကြီး၂ချိန်ထွက်ရနော်ကနန်းကြီး၃ပြင်ကျန်တယ်ခွန်ပရိတ်က၄ကထွက်မယ်ဆိုတော့ပရိတ်ကခွန်ပရိတ်ကြီး၂ချိန်ကျန်တယ်နော်ခွန်ပရိတ်၂ချိန်ကျန်အဲ့ခွန်ပရိတ်၂ချိန်ကျန်တဲ့ထဲကမှာ ခွန်ပရိတ်နှစ်ကြိမ်ကျန်တဲ့ထဲမှာအခုဦးနိုင်ပြောတယ်လို့ပဲဒါဦးနိုင်တို့ဒီတစ်တုံညာ6ဒဲ့ပေါ့နော်တစ်တုံညာ6ဒဲ့ကိုပထမတော့ဒီပွဲမှာပန်ဩကနဲအဖြစ်နဲ့ဦးနိုင်ကကစားမလို့ပဲသို့တော့တစ်တုံညာ6ထက်ကောင်းတဲ့ခွန်ပရိတ်ကနန်းတစ်ခွက်ကတွေ့ခဲ့တဲ့အတွက်ကိုဒါတစ်တုံညာ6ဆိုတဲ့ကနန်းကိုဦးနိုင်ကအရင်အဖြစ်နဲ့ဒါကစားလိုက်ရတာပေါ့လीနော် အရန်ဖြစ်နေကစားလိုက်ရတာအရန်ဆိုပေမဲ့လို့တော်တော်လေးကိုကောင်းပါတယ်နော်တော်တော်လေးကိုကောင်းပါတယ်အဲ့တော့ဒီ136ကိုကြိုက်တဲ့မိတ်ဆွေတွေဒါခဏနေနော်ဒါဦးနေနဲ့တူတူကစားကွက်ဘလောက်တောင်ကောင်းလဲဆိုတာကိုဦးနေတည်တည်ချာချာရှင်းပြရေဟုတ်ပြီအဲ့ဒီတော့ဒါဗရိတ်ခွန်နောက်တစ်ခုကဒါဦးနေတို့စီးလိုင်းနေတော့အကုန်အပြည့်စုံထည့်မပြတော့ဘူးပေါ့နော်ရှစ်ထိပ်နောက်ပေါင်းကိုဒီတုံးလုံးပေါင်းချင်းခွန်ကြောင်းဒီနေရာမှာခွန်ပရိတ်လိုကြိုက်တယ်ဒါကြားထဲမှာစီးကြောတွေအများကြီးရှိတယ်နော်အဲ့ဒီကနေပြီးတော့သွားလိုက် တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ခြောက်နှစ်ခုနှစ်နှစ်ရှင်းနှစ်ကိုးနှစ်ဆယ်နှစ်ဆက်တစ်ဆက်နှစ်ဆက်သုံးဆက်လေးနှစ်ချလိုက်ဆန်းငါးနှစ်မြောက်မှာလဲတုံညာထိတ်နဲ့နောက်ပေါင်းခုန်နဲ့ခွန်ကြောင့်ဒီမှာလဲခွန်ပလေးလို့ကြိုက်နော်အဲ့ဒီကနေပြီးတော့တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ခြောက်နှစ်ခုနှစ်နှစ်ရှင်းနှစ်ကိုးနှစ်ဆယ်နှစ်ဆက်တစ်ဆက်နှစ်ဆက်သုံးဆက်လေးဆန်းငါးနှစ်နော်အဲ့ဒီမှာလဲတုံညာထိတ်နောက်ပေါင်းခွန်ဒီသုံးလုံးပေါင်းခွန်ကြောင့်လဲဒီနေရာမှာပလေးခွန်လို့ကစားမယ်နော်အဲ့တော့ခွန်ပလေးတွေပြမလို့နောက်ထပ်အများကြီးရှိတယ်ကြည့်အဲ့တော့ခွန်ပလေးကလည်းတော့လုံလောက်ပြီပေါ့နော် ဲ့တော့ဦးနိုင်တို့ဒီကစပြီးတော့အဲ့ဒီ complaint နဲ့ပတ်သက်ပြီးတော့တစ်တုံညာ၆ကိုဒီ line ထဲကနေဘာကြောင့်ထိုးရတယ်လဲဆိုတော့ဦးနိုင်ရှင်းပြမယ်နော်၃ဘိတ်၅ဘိတ်၃လုံး၅၈ဘောင်း၅အဲ့ဒီလိုဖြစ်ပြလာတဲ့ဒီ၃လုံး၉ဒီ၃လုံး၉ဗရိတ်၉နော်အဲ့ဒီဗရိတ်၉ပြီးရတယ်ဒီ၃လုံးကလည်း၉မှာ၉ထိတ်လို့ဒီမှာရိုက်တယ်အဲ့တော့၉ဖြစ်ချင်းဒီဒီမှာ၂မျိုး၃မျိုး၄မျိုး၅မျိုး၉ဖြစ်ချင်း၅မျိုးကစားတဲ့အတွက်ဒီနှစ်ထဲမှာကိုပြရှင်၅မျိုးကစားတဲ့အတွက် ဒီသုံးလုံးပေါင်းကိုဒီသုံးလုံးပေါင်းကိုသူ့အပေါ်မှာပရိတ်ကိုကိုဖြစ်ချင်း၅မျိုးကစားတဲ့အတွက်ဒီလိုကိုဒီလိုကိုလို့ထောက်မယ်ထောက်ပြတဲ့ဒီနေရာမှာလဲကိုပရိတ်လို့ဖြစ်ရမယ်ဖြစ်ပြီလာနဲ့သူ့အောင်မှာနှစ်ပရိတ်လို့ပုံသေးထည့်ထားခဲ့မယ်ထည့်ထားခဲ့လိုက်တဲ့ဒီကိုပရိတ်ကနှစ်တုံညာခွန်ဒီတနှစ်နှစ်နှစ်သုံးနှစ်မြောက်တယ်မှာအဲ့နှစ်တုံညာခွန်ကတက်ထွက်မှာဒီနှစ်တုံညာခွန်ကနှစ်တုံညာခွန်လို့ဒီမှာတက်ထွက်မှာနော်မျက်စိမလဲနဲ့နော်ဖြည်းဖြည်းချင်းကြည့်လိုက်ကိုဖြစ်ချင်း၅မျိုးကစားတဲ့လို့ ဒီ၃လုံး၉ကိုဒီလို၉လို့ထောက်ပြီးတော့ဒီမှာလဲ၉ပရိတ်လို့ဖြစ်တဲ့ကနန်းဒီဒီနေရာမှာဒက်ထွက်မှာထွက်မဲ့အချိန်မှာသူကဒီမှာပရိတ်နှစ်လို့ပုံတွေခံခဲ့တယ်အဲ့ဒီပရိတ်နှစ်ဒီဒီ၄ရဲ့ဒီ၉ရဲ့၄၁၇၂ရှေးပေါင်း၁နဲ့ရှေးပေါင်း၁နဲ့၄လုံးပေါင်း၁ဒီ၃လုံး၁ကိုဒီ၄လုံး၁လို့ဒီပရိတ်နှစ်ကိုအဲ့ဒီလို၃လုံး၁၄လုံး၁လို့ဖြည်တာရဲ့အောက်ကိုဒီ၉ပရိတ်ကမလာထွက်တယ်ထွက်တော့နောက်တစ်ခုကဒီမှာ ဒီဖြစ်စဉ်လေးကိုတည်ပြီးတော့ ਨੇ ဒီသုံးလုံးပေါင်းချင်း9နှစ်ပင်ကျော်နောက်ပေါင်း9လို့ထည့်တဲ့အတွက်9ဖြစ်ရှင်နှစ်မျိုးကစားတဲ့အတွက်အဲ့ဒီ9ဒီဒီသုံးလုံးပေါင်း9ဒီ၄လုံးပေါင်းချင်း9လို့နှစ်ခါပြန်ထောက်မယ်သုံးလုံး9ကို၄လုံး9လို့ထောက်မယ်ထောက်ပြီးကြ ਨੇ ဒီ9ပရိကဏ္ဍဒီမှာကစားဖို့အတွက်ဒီနှလုံး9လို့ပြန်ထည့်ပြောမှာဒီမှာထွက်တယ်အဲ့ထောက်ချက်ဒီ3မျိုးကစားတာထောက်ချက်က3မျိုးကစားတယ်ဒီ9ကဒီ9ကြောင့်ဒီ9ကို ဒီလေးလုံးကိုလို့ထည့်တယ်ဒါကထောက်ချက်တစ်မျိုးဒီပရိနှစ်ကြောင့်ကုံလုံးပေါင်းနှစ်ကိုလေးလုံးပေါင်းနှစ်လို့တစ်မျိုးထောက်တယ်နောက်တစ်ခုကိုဖြစ်ချင်းကြောင့်ကိုပရိကဏ္ဍဒီမှာထွက်မဲ့အချိန်မှာဒီနှလုံးကိုလို့တခါထောက်မယ်ဆိုတော့သုံးချက်ထောင်းတယ်ဒီကဏ္ဍလေးတစ်ခွက်ကတဲ့ကြဒါကပထမတစ်ကက်ဒါဆိုရင်ကောင်းပြီဒုတိယအကက်မှာ၃နောက်ပိတ်၅နောက်ပိတ်ရှေးပေါင်းက၃လုံး၅လို့ကစားတယ်အဲဒီ၃လုံးပေါင်းရှေးဒီ၃လုံးပေါင်းရှေးပရိရှေးအဲ့ဒီရှေးကိုလည်း ဒီ၃လုံးပေါင်းရင်၈လို့ထည့်ပြီးတော့ဒီမှာ၈ထည့်လို့သူကစားတယ်။ကစားတော့၈ဖြစ်ရှင်က2မျိုး3မျိုး4မျိုး5မျိုးကစားတယ်။၈ဖြစ်ရှင်5မျိုးကစားလို့ဒီနေ့ထဲမှာ၈ဖြစ်ရှင်ကြောင့်ဒီ၃လုံးပေါင်းရင်၈ဒီ၃လုံးပေါင်းရင်၈သူ့အပေါ်မှာလည်းပရိတ်၈လို့သူဖတ်သွားတယ်။နော်ဒီ၃လုံး၈ဒီ၃လုံး၈ပရိတ်၈လို့ဖတ်တဲ့သူ့အောက်မှာနှစ်ပရိတ်ပုံတွေထောက်လိုက်တဲ့ဖြစ်ရှင်ကြောင့်ဒီ၈ဒီ၈ပရိတ်၈ဒီဒီကနန်းဒီတစ်နှစ်နှစ်နှစ်၃နှစ်မြောက်တဲ့မှာရက်ထွက်တယ်။ ဒီ640ဆိုဒေထွက်တော့မဲ့အချိန်မှာဒီပရိတ်နှစ်ကြောင့်ဒီ၃လုံးပေါင်းခြင်းနှစ်ဒီ၄လုံးပေါင်းခြင်းနှစ်လို့တခါထောက်တယ်ထောက်ပြီးလာနဲ့ဒီ၃လုံး၉ကနောက်ပေါင်း၉လို့ဖြစ်ခဲ့လို့ဒီ၃လုံး၉ကိုဒီ၄လုံးပေါင်းခြင်း၉လို့သူထောက်တယ်ဒါနှစ်ချက်ထောက်ပြီးအဲ့ဒီတော့ပထမပြောခဲ့တယ်လို့ပဲရှစ်ဖြစ်ချင်း၅မျိုးထောက်လို့ဒီရှစ်ဒီရှစ်ဒီပရိတ်ရှစ်ကဒီမှာကြားတော့မဲ့အချိန်မှာလဲဒီနှလုံးပေါင်းခြင်း၈လို့ထောက်ပြီးတော့မှတခါပြန်ကြားတယ်ထောက်ချက်၃မျိုးနဲ့ကြားတယ်ပေါ့နော် ကောင်းပြီ။ဒါဆိုရင်ဦးနိုင်တို့ဒီမှာတတိယကံမှာ3ဘိတ်5ဘိတ်7ဘောင်း5ဒီ3လုံးပေါင်း5လို့ဖြစ်တယ်။ဖြစ်တော့ဒီ3လုံးခွန်ဒီ3လုံးခွန်ဗရိတ်ခွန်အဲ့ဒီခွန်ဒီဒီ3လုံးပေါင်းခွန်လို့ကစားပြီးတော့ဒီမှာခွန်ထိတ်လို့ထည့်။ထည့်တော့ခွန်ဖြစ်ချင်း5မျိုးကစားတဲ့အတွက်ဒီနေ့ထဲမှာနော်ဒီနေ့ထဲမှာဒီ3လုံးခွန်ဒီ3လုံးခွန်သူ့ပေါ်မှာလည်းဗရိတ်ခွန်သူ့အောက်မှာလည်းနှစ်ဗရိတ်ကပုံတည်ထောက်လိုက်တဲ့အတွက်ခွန်ဖြစ်ချင်းကြောင့် သုံးလုံးခွန်သုံးလုံးခွန်ဗရိတ်ခွန်လို့ဖြစ်တဲ့ဒီတစ်တုံညာ6ဒီတစ်နှစ်နှစ်နှစ်၃နှစ်မှာတဲထွက်မှာတဲထွက်တော့မဲ့အချိန်မှာဒီဗရိတ်နှစ်ကြောင့်ဒီသုံးလုံးပေါင်းခြင်းကနှစ်ဒီလေးလုံးပေါင်းခြင်းကနှစ်လို့ဖြစ်တာရဲ့အောက်ကိုထွက်မယ်ဒါကထောက်ချက်ကတစ်မျိုးနောက်တစ်မျိုးကကြတော့ဒီ9နဲ့ရှေ့ပေါင်း၄နဲ့9ကြောင့်နောက်ပေါင်း9လို့ဖြစ်ခဲ့တဲ့အတွက်ဒီသုံးလုံးပေါင်းခြင်းက9ဒီလေးလုံးပေါင်းခြင်းက9လို့တစ်ချက်ထောက်တယ်နော် နောက်တစ်ခုကကြတော့ဒီသုံးလုံးခွန်ဒီလိုခွန်ပရိတ်ခွန်ဒီမှာထွက်တော့မဲ့အချိန်မှာဒီနှလုံးခွန်လို့ထောက်ပြီးတော့မှထွက်ရမှာဆိုတော့ဒါထောက်ချက်၃မျိုးနဲ့ပေါ့နော်ဒါ၁၃ည6ဆိုတဲ့ကဏ္ဍတစ်ခွက်ကိုဒဲပေါ့နော်ဒဲပို့ထိုးလိုက်ပေါ့နော်အဲ့တော့ပထမဖြစ်စင်ပါဒါဦးနေတို့ကိုးဖြစ်ရှင်ဒီကစားကြတဲ့အတွက်ကိုသုံးလုံးပေါင်း6ဒီသုံးလုံးပေါင်း6ကိုးကိုးလို့ထောက်ပြီးတော့ဒီမှာလဲကိုးပရိတ်ဖြစ်ရမယ် ကိုဖြစ်ချင်းကြောင့်ကိုကကိုလို့ထောက်ပြီးကိုပရိကဏ္ဍဒီဒဲထွက်တယ်ထွက်တော့မဲ့အချိန်မှာဒီအောက်မှာထားခဲ့တဲ့ဗရိတ်နှစ်ကြောင့်ဒီသုံးလုံးပေါင်းနှစ်ကိုလေးလုံးပေါင်းနှစ်လို့ဖြစ်တဲ့အောက်ကိုထွက်မယ်ပြီးတော့မှဒီမှာထားခဲ့တဲ့ဒီသုံးလုံးကိုကိုနောက်ပေါင်းကိုလို့ထည့်တဲ့အတွက်ကိုဒီသုံးလုံးပေါင်းကိုကိုလေးလုံးပေါင်းချင်းကိုလို့ပြန်ထည့်တယ်ဗရိတ်ကိုထွက်ဖို့အတွက်ကိုဒီနှလုံးကိုလို့ထောက်တယ်ဒါသုံးချက်ညီးတယ်ဒုတိယကမှလည်းအဲ့လိုပဲရှစ်ဖြစ်ချင်းကြောင့်ဒီသုံးလုံးရှစ်ကဒီသုံးလုံးရှစ်လို့ဖြစ်တယ်သူ့အပေါ်မှာလည်းဗရိတ်ရှစ်လို့ဖြစ်တယ်ဒီကဏ္ဍဒီတနည်းနည်းသုံးနည်းမြောက်မှာဒဲပဲထွက်တယ် ထွက်မဲ့အချိန်မှာလည်းသူကနှစ်ပြိတ်လိုပဲထောက်ထားခဲ့တယ်။ထောက်ထားခဲ့တဲ့အတွက်ကိုဒီသုံးလုံးပေါင်းနှစ်ကိုလေးလုံးပေါင်းချင်းနှစ်လို့ထောက်ပြီးတော့မှသူ့အောက်ကိုထွက်တယ်။ဒီသုံးလုံးပေါင်း9ကနောက်ပေါင်း9လို့ကစားခဲ့တဲ့အတွက်ဒီသုံးလုံးပေါင်း9ကိုဒီလေးလုံးပေါင်းချင်း9လို့ထောက်ပြီးတော့မှထွက်တယ်။နော်။ရှစ်ဖြစ်ချင်းကြောင့်ဒီနှလုံးရှစ်လို့လည်းနောက်တစ်ချက်ထောက်ပြီးတော့မှထွက်တယ်။အဲတော့9ပြိတ်လည်းပြီးပြီ10ပြိတ်လည်းပြီးပြီ။ကောင်းပြီဒါဆိုရင်ဦးနဲ့တို့ဒီမှာဖြစ်စဉ်ကိုတည်လိုက်တယ်။ ွန်ဖြစ်ခြင်း၅မျိုးကစားခဲ့တဲ့အတွက်ဒီနေ့ထဲမှာလည်းเนาะဒီသုံးလုံးပေါင်းခွန်ဒီသုံးလုံးပေါင်းခွန်သူ့ဘုံမှာလည်းဗရိတ်ခွန်လို့လုံးဝဂေါလိနှိုက်တယ်ဆိုပေမဲ့လို့လှလှပပကြကြနန်းနာကိုသူကကစားထားတာအဲ့ဒီတော့ဒီသုံးလုံးခွန်ဒီသုံးလုံးခွန်ခွန်ဗရိတ်လို့ဖြစ်တဲ့အပြင်သူ့အောက်မှာလည်းနှစ်ဗရိတ်လို့ကစားတဲ့အတွက်တိတုံညာ6ဆိုတဲ့ကနန်းဒီတနှစ်နှစ်နှစ်သုံးနှစ်မြောက်တဲ့မှာဒဲထွက်ရှင်တာထွက်ရှင်တော့ဒီပရိနှစ်ကြောင့်ဒီသုံးလုံးပေါင်းခြင်းဟာနှစ်ဒီလေးလုံးပေါင်းခြင်းဟာနှစ ီသုံးလုံးပေါင်း9ကိုနောက်ပေါင်း9လို့ထည့်ခဲ့လို့ဒီသုံးလုံးပေါင်းချင်း9ကိုဒီ၄လုံးပေါင်းချင်း9ထည့်လိုက်တဲ့အတွက်ထောက်ချက်နှမျိုးဖြစ်တဲ့အပြင်ခွန်ဖြစ်ချင်းကြောင့်ဒီနှလုံးခွန်လို့ထောက်ပြီးတော့မှဒီနေရာလေးမှာတစ်တုံညာ6ဆိုတဲ့ကဏ္ဍကိုဒါဥနိုင်ကဒက်ထွက်ရှင်တာပေါ့လေနော်ပထမကတ်မှာလဲသူကကိုးပရိကိုဒဲထွက်တယ်ဒုတိယကတ်မှာလဲဒဲထွက်တယ်ဒါအခုတတိယအကတ်မှာလဲ ရဲထွက်ချင်တာပေါ့နော်တစ်တုံညာ6ကိုတစ်တုံညာ6လို့ပဲအနေကရေးပြပေးတာလေအကယ်၍တစ်တုံညာ6ကိုကြိုက်တဲ့မိတ်ဆွေတွေကအာပါပါတော့ရန်ထိုးလိုက်ပေါ့ဗျာနော်သုံးကစီမှာကို့အထက်ကြတော့ဒဲမဆွဲပဲနဲ့လှည့်ပြီးထွက်မယ်ဆိုရင်လည်းဒါအာလိုက်တဲ့ဟာလေးကအကျိုးရှိသွားတာနော်အဲ့တော့ပြီးခဲ့တဲ့ပွဲမှာဒီ line ထဲကနေပြီးတော့နော်တတိယ organ တစ်လေးလေးဆိုတဲ့ကဏ္ဍကိုလုံးဝတစ်လေးလေးဆိုတဲ့ကဏ္ဍထွက်ခဲ့ရင်ကတော့ဒီကဏ္ဍကိုဒါလုံးဝ ပါ organize ဖြစ်နေကို special ကိုအော်မလို့ပဲ။ဘာဖြစ်လို့လဲဆိုတော့ तू ကဒီပရိတ်နှစ်ကြောင့်ဒီကနန်းကဒီမှာထွက်တော့မယ်ဆိုရင်သူကဒီပရိတ်နှစ်လေးခံတာအဲ့ဒီပရိတ်နှစ်ကြောင့်ဒီသုံးလုံးပေါင်းနှစ်ကိုဒီလေးလုံးပေါင်းခြင်းနှစ်လို့ဖြစ်တဲ့အချိန်သူလေးနောက်ပဲနော်ဒုတိယကမှလည်းအဲ့လိုပဲဒီပရိတ်ရှိကဒီမှာထွက်တော့မယ်အချိန်မှာဒီပရိတ်နှစ်လေးခံထားခဲ့တဲ့အတွက်ဒီသုံးလုံးပေါင်းနှစ်ကိုဒီလေးလုံးပေါင်းနှစ်လို့ဖြစ်တဲ့အချိန်မှာဒီနေရာလေးမှာလေးနောက်ပဲနော်တတိယကမှလည်းအဲ့လိုပဲ ဒီဒီ136ဒီနေရာမှာသူထွက်တော့မယ်ဆိုရင်ဒီဗတိတ်နှိမ့်ခံထားကြတဲ့အတွက်ဒီသုံးလုံးပေါင်းနှိမ့်ကလည်းထည့်ထားတယ်ဒီမှာရှေးပေါင်းကခွန်ခွန်ဆိုတော့နှိမ့်ဖြစ်အောင်ရှေးပေါင်း9လို့ဖြစ်ရရှေးပေါင်း9နဲ့သူက၄နောက်ပိတ်ဆိုတော့ကျတော့လား1 4 4ဆိုပြီးဦးနိုင်ကတခြားလိုင်းနေနေရောပေါ့တတိယအော်ဂနာထုတ်ခဲ့တယ်ဘာလို့လဲဆိုတော့ဒီမှာ9ထိပ်စီ9ထိပ်စီပြီးတော့ဒီမှာ3ညထိပ်စီ3ညထိပ်စီပြီးတော့ဒီမှာ1ထိပ်စီ1ထိပ်စီနဲ့ရှေးပေါင်း9ဆိုတော့1 4တွဲ4နောက်ပိတ်ဆိုတော့1 4 4ကိုဒါတတိယအော်ဂနာထုတ်ခဲ့တယ်သို့တော်သူက၄မပိတ်ခဲ့တဲ့အတွက် တစ်တုံညာ6ကိုတော့ပါဩကနာဖြစ်နေဦးနေမှာကစားတော့ပဲနဲ့ဒါအရန်ကနန်းနဲ့မှဖြစ်ပြီးတော့ကစားလိုက်တာဖြစ်တယ်အဲ့တော့တစ်တုံညာ6ကိုကြိုက်တဲ့မိတ်ဆွေတွေထူးလိုက်ပါမကြိုက်ရင်လည်းမထူးနဲ့ပေါ့ဗျာเนาะဒါဦးနေကတော့ဒီဘွဲမှာအကြိုက်ဆုံးပါဩကနန်းဒီဗရိတ်ခွန်ကနန်းကိုဩတယ်ပေါ့နော်ခွန်ဗရိတ်ကနန်းကိုဩတယ်သို့တော့ဒီတစ်တုံညာ6ဆိုတဲ့ကနန်းကလည်းလွတ်ထားလို့မရဘူးဒါကြောင့်ဒါအရန်ကနန်းထဲမှာထည့်ပြလိုက်တယ်ပေါ့နော် တယ်ဟုတ်ပြီအဲ့တော့မင်္ဂလာပါဦးနိုင်ဟောမင်္ဂလာပါဗျာเนาะအဲ့တော့ပထမလိုက်မှာတော့ဦးနိုင်ကနန်းသုံးခွဲ့ပြခဲ့တယ်เนาะအခုဒုဒုတိယလိုက်မှာတော့အခုဒါဦးနိုင်တစ်တုံ6တခွဲ့ပဲပြမယ်ဗျာเนาะနောက်ဟောတစ်ထွင်ထိုးခြင်းနဲ့မိတ်ဆွေတွေဒီဘွဲမှာတစ်ထွင်ကိုထိုးလိုက်ပေါ့เนาะဘာဖြစ်လဲဆိုတော့2018ခုနှစ်ထဲကခွန်6တုံ6ဆိုတဲ့ကနန်းတကွန်းနဲ့အခုထွက်သွားတဲ့1 4 5ဆိုတဲ့ကနန်းတကွန်းနဲ့ပေါင်းလိုက်လို့ယင်နော်ခွန်နဲ့လေးနဲ့ပေါင်းတာ1 6နဲ့5နဲ့ပေါင်းတာ1 ုံညနဲ့တင်းနဲ့ပေါင်းတာတစ်ပေါ့တစ်ဖြစ်ရှင်တစ်ထိုင်ဖြစ်နေတဲ့အတွက်ကိုဒီဘက်မှာတစ်ထိုင်ကစားလို့ရတယ်ပေါ့နော်။ဟုတ်နေရဲ့မမဖွဲ့ဝင်နေရတော့16ကြိမ်လောက်အဲ့စနစ်တင်းနဲ့ကစားကြတယ်ဆိုတော့တီးမိသားတွေပဲနော်။အဲ့တော့တစ်ထိုင်ကလည်းတတိယလိုက်မှာအားရင်ဥနဲ့ပြပေးမယ်။နော်တတိယလိုက်ကြရင်ကတော့ဥနဲ့ကဒီ1-3ခုံးဆိုတဲ့ကဏ္ဍလေးကိုပြပေးမှာဖြစ်တယ်ပေါ့နော်။ဒါအခုလောလောဆယ်တော့ဥနဲ့ကဥနဲ့ရဲ့ပအော်ဂနာကြိုက်တဲ့မိတ်ဆွေတွေလည်းလေးလာခြင်းနဲ့ဆိုရင်လှန်လာခဲ့ပေါ့ဗျာခွန်ပရိတ်ကိုဩပါတယ်လို့နော်ဒီဘွဲမှာလုံးပိုင်းကတော့ ။ဥနိုင်ကမကစားတော့ဘူးပေါ့နော်။ဗရိတ်ခွန်နှစ်ကြိမ်ကျန်းနေတဲ့ထဲမှာမှာဒီပွဲမှာခွန်ဗရိတ်ကိုပန်ဩကနေပြင်နေကစားပါတယ်။အဲ့ဒီခွန်ဗရိတ်ထဲကုံကနော်လုံးဝအာရံမလို့တဲ့ဒဲတစ်ခွက်ကိုပဲခုတစ်တုံညာ6လို့ပုံစံမျိုးပေါ့လေ။လုံးဝအာရံမလို့တဲ့ဒဲတစ်ခွက်ကိုပဲဒီပွဲမှာပန်ဩကနေဖြစ်နေစိတ်ကြိုက်ကစားပါတယ်။စိတ်ကြိုက်နော်။ဒါဥနိုင်စိတ်ကြိုက်လို့ပြောထားတယ်။နော်အဲ့တော့ကြိုက်တဲ့မိတ်ဆွေတွေလန့်လာခဲ့ပါ နော်။